လီယန်ဒရိုထရော့ဆော့ရဲ့တလုံးနဲ့ twin goal နဲ့အနိုင်ရရှိခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ Forever Kana Facebook နဲ့ TR YouTube Channel ကိုကျူးဇူးပါတယ်ကျွန်တော် မနေ့ကညကဓမ္မမဆန်တော်ချင်း17နာရီမှာကစားသွားတဲ့အာဆင်နယ်နဲ့ဖူဟန်အသင်းတို့ရဲ့ပရီးမီယာလိပွဲစဉ်ရှေ့ဒါပွဲပြီးသုံးသက်ချက်လေးဒါကျွန်တော်ညီကိုရင်းနဲ့တော့ဆွေးနွေးသုံးသက်ကြည့်အောင်ဒါပွဲပြီးသုံးသက်ချက်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဘယ်လိုပြောမလဲတပွဲလုံးနေထားအရာဒါမိနစ်60လုံးပေါ့လေဒါမိနစ်60လုံးရဲ့ဒါလှုပ်ရှားမှုဒါမိနစ်တိုင်းရဲ့ဒါဘယ်လိုပြောမလဲအပြောင်းအလဲတွေလည်းအပါဝင်ဒါကျွန်တော်အားလုံးဆွေးနွေးသုံးသက်သွားပြီးတော့ဒါကစားသမားတယောက်ချင်းစီရဲ့ ဒါဘလို့စွမ်းဆောင်ရည်တွေကိုလည်းကျွန်တော်အနေနဲ့ဒါအနေငယ်ဆွေးနွေးသုံးသပ်သွားမယ်ဒါအရင်ဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါလူထုတ်လာပုံ line နဲ့17ရောက်အနေထားကကျွန်တော်အာဆင်နယ်ပရိသတ်တွေအပါအဝင်ဒါကျွန်တော်ကိုယ်တိုင်လဲဒါအရန်ကိုဘလို့ပြောမလဲ အရန်ကိုကြိုက်တဲ့ line နဲ့တခုပေါ့လေအဓိကတော့ဗျာ Martin Odegaard မပါတဲ့နေရာမှာဒါဘယ်ကစားသမားကိုအသုံးပြုမလဲဆိုပြီးတော့ကျွန်တော်တို့ဒီအရှိမတလုံးဝမေးခွန်းနေအများကြီးထွက်ခဲ့တယ်ဒါဒီနေရာမှာ Mikel Merino လည်းဖြစ်နိုင်တယ်လို့ဒါ Ethan Wanderry လည်းဖြစ်နိုင်တယ်ဆိုပြီးတော့ဒါအမျိုးမျိုးဒါပြိသက်တွေကမှတ်ချက်ပေးနေကြတယ်ဒါဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့ Arsenal အသင်းရဲ့ Mikel Arteta က Martin Odegaard နေရာမှာ EVG အစည်းကိုရဲရဲဝုံးဝုံးအသုံးပြုလာတော့ကျွန်တော်နေမြင်တွေ့ခဲ့ရတယ် ဒါ on paper အရဆိုလို့ရှိရင်ကျွန်တော်က၄3 3ကစားကွက်နဲ့ကစားတဲ့ဖြစ်တည်တိုင်အောင်တကယ်တကယ်ဒါပွဲတဲ့ရောက်သွားပြီဟေးကစားပြီဟေးဆိုတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့က၄နှစ် 3ဆိုတဲ့ဒါပုံစံမျိုးဒါတနည်းအားဖြင့်4 2 3 1ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါအာဆင်နယ်တင်းရဲ့ကွင်းထဲမှာကစားသွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ခဲ့ရတယ်။ဒါအရင်ဆုံးအနေနဲ့ကျွန်တော်ပထမပိုင်းမှာတော့ဒါအာဆင်နယ်တင်းအနေနဲ့ဘာမှလက်လော်လော်လုံးပြနိုင်ခြင်းမရှိဘဲနဲ့ဒါဖူဟန်အသင်းရဲ့ဟိုမမထထန်ရှင်းထုတ်ပုံဒါမမထထန်ဒါပြန်ပြီးတော့တိုက်စစ်စင်ပုံနေနဲ့ဒါ ပြန်လဲခုခံပြီးတော့ဗောလေဒါပြောရမယ်ဆိုတူတင်ကိုတင်ပုံစံမျိုးနဲ့ပါပထမပိုင်းမှာတော့ဒါစည်းစည်းဆိုတော့ရလက်နဲ့ပွဲပြီးသွားခဲ့တယ်ဒါပထမပိုင်းမိနစ်20ဝင်းကျင်လောက်ထိကအာဆင်နယ်အသင်းနေနေဒါဖူဟန်အသင်းရဲ့တိုက်စစ်ဆင်မှုအောက်မှာပြပြဝင်ခဲ့ပြီးတော့ဒါပထမပိုင်း15မိနစ်မှာတော့ဒါလူကျွန်ဘောတစ်လုံး နဲ့ဒါဂိုးရရှိခဲ့တယ်ပေါ့လေဒါဒီလုံးကတော့ဒါလူကျွန်သွားတယ်ဒါဒီဂိုးကတော့ color fury twin ယူသွားတာဖြစ်ပြီးတော့ color fury ရဲ့တကယ့်ကိုကောင်းတဲ့ treatment နဲ့ဒါဂိုး twin ယူသွားတာဒါပေမဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့ကစားသမား color fury ကဒါလူကျွန်နေခဲ့တယ်ပေါ့လေသူ့စီဘောလုံးမရောက်ခင်နဲ့ကစားသမားကလူကကျွန်နေပြီးသားဆိုတော့ဒါကျွန်တော်တို့ဘာမှမတတ်နိုင်မင်းနဲ့ဒီရဲ့လုံးကတော့ဂိုးမရခဲ့ဘူး36မိနစ်မှာလဲ victoriocracy ရောက်လာတဲ့ဘောလုံးကိုဒါတစ်ချက်ကလေးတော့မစင်စားဘဲနဲ့ victoriocracy ဖြတ်ကန်သွားတယ်ဒါပေမဲ့ ကိုသမားလီနိုရဲ့ဒီပွဲမှာကြည့်ရတဲ့လောက်ကစွမ်းဆောင်ရည်တော်တော်ကောင်းတယ်လို့ကြောက်နေတယ်မြင်မိတယ်ဒါတချို့လုံးနေဆိုလို့ရှိရင်ဖူဟန်အသင်းနေနဲ့ဂိုးပေးရနိုင်လောက်တဲ့အထီကိုဒါတော်တော်လေးကိုအန်နေရများခဲ့တာဒါဗစ်တယောဂရက်စကန်နဲ့အလုံးဆိုလို့ရှိရင်ဂိုးသွားပြီလို့ကျွန်တော်အနေနဲ့ထင်တာကျွန်တော်ဆိုဟိုးကနေဖြစ်သွားတယ်ဗျာဒီလားတကယ်ဒီလုံးဂိုးပြီလို့ထင်တာโอเคအဲ့ပထမပိုင်းမှာပဲဒါဒက်ကလန်ရိုက်စ်က50မိနစ်မှာတလုံးကန်တယ်ဒီလုံးကလည်း ကဲကိုကောင်းတဲ့ဒါဘယ်လိုပြောရမလဲကန်ချက်ပြဒီလိုကန်ချက်မျိုးကိုကျွန်တော်မြင်ဘူးဒါဆိုလို့ရှိရင်ဒါ Dragon Rise ကန်ကန်တာဒါ Poor oh sorry Wahan အသင်းနဲ့တော့ကဒါတခါကန်တာမြင်ဘူးတယ်ဒါ Wahan တော့မနစ်ကတော့ပါလေဒါ Wahan ကိုသူ့အနေနဲ့ကိုသွင်းယူခဲ့တဲ့ဒါပွဲစဉ်မှာဒီလိုကန်ချက်မျိုးတစ်လုံးမြင်ခဲ့ပြီးတော့ဒါဒီနေ့ပွဲစဉ်မှာလည်းအလားတူဒီလိုကန်ချက်မျိုးတစ်လုံးကျွန်တော်ဒါထပ်တွေ့ခဲ့တယ်ဒါတော့ပွဲချိန်52မိနစ်မှာပေါ့လေတော်တော်လေးနှီးစက်ခဲ့တယ်ဗျဒါပြီးွားပြီဆိုလို့ရှိရင်ဒါ ဘူကာယိုဆာကာရဲ့ကံချက်ကလည်းဒါတော်တော်လေးနှီးစက်တဲ့အနေအထားတစ်ခုမှရှိခဲ့တယ်။ဒါပြောရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဒီနေ့ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာပထမပိုင်းမှာကျွန်တော်တို့တွေဟိုဘယ်လိုပြောရမလဲလာလာလာချင်းချောက်နိုင်စွမ်းနေမရှိဘဲနဲ့ဒါတောင်းကန်ဘောတွေတောင်းမှာကျွန်တော်တို့အာဆင်နယ်အသင်းကဒါတော်တော်လေးကိုအကျင့်ရည်နေခဲ့ပြီးတော့ဖူဟန်အသင်းကိုပဲအများဆုံးခွင့်ပြုပေးခဲ့ပြီးတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းကဇီးဇီးဆိုတဲ့ရလနဲ့ပထမပိုင်းမှာပွဲပြီးသွားခဲ့တယ် ဒါ58မိနစ်မှာပေါ့လေ58မိနစ်58မိနစ်လောက်ဖြစ်မယ်ဗျအဲ့ဒီအချိန်မှာတော့ကျွန်တော်အာဆင်နယ်အသင်းကဒါတောင်းကံပေါ်တလုံးရရှိတယ်တောင်းကံပေါ်တလုံးကိုဒါလီယန်ဒိုထရော့ဇော့ကကိုသွင်းယူခဲ့တယ် ဒီကိုကိုဂါရီရဲ့မကဟေးကဒါခေါင်းခုံတိုက်တယ်သူခေါင်းနဲ့ TV ပြန်ကြလာတဲ့လုံးကိုတော့လီယန်ဒိုထရော့ဆော့ကဒါအตาရပဲပိတ်တွင်းယူသွားတာပေါ့လေဒါပေမဲ့လည်းဒီကိုကလည်းသူ့အနေနဲ့မထင်ဘူးဗျတော်တော်လေးဟိုဘယ်လိုပြောမလဲကျွန်တော်တို့ရှုပ်ရှက်ခတ်နေတဲ့ကြားထဲမှာဘောလုံးကဒါခေါင်းကို TV ပြန်ကြလာတာဟိုဒါလီယန်ဒိုထရော့ဆော့ပိတ်ယူသွားခဲ့ပြီးတော့ဒါကျွန်တော်တို့1-0ဆိုတဲ့ရလနဲ့58မိနစ်မှာလေကျွန်တော်တို့က စပြီးဥဆောင်ခဲ့တယ်ဗောလေဒါပူဟန်တင်းကိုစပြီးဥဆောင်ခဲ့တယ်ဒုတိယပိုင်းမှာပူဟန်လည်းတော်တော်လေးကိုဒါပြန်ပြီးတော့အာဆင်နယ်တင်းကိုဒုက္ခပေးနိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါပြောရပြီဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒါဘယ်လိုပြောရမလဲ ထူးထူးခြားခြားအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းကဒါနောက်ပွဲတွေအတွက်တောင်းဒါစင်ရောစင်စားရလားလို့ကျွန်တော်အနေနဲ့တွေးမိတယ်ဘယ်ကစားသမားအဓိကဘယ်လိုပြောမလဲအဓိကကစားသမားတွေကိုဒါအနာပေးသွားတာမျိုးတွေမရှိဘူးဒါကျွန်တော်တို့60မိနစ်မှာဆိုလို့ရှိရင်လူစားလဲတယ်ဒါ EVG SZ နဲ့ဒါမီခေမယ်ရီနိုကို လူစားလဲတယ် ဒါကတော့ဟိုဘယ်လိုပြောမလဲဟိုမီကေအာဒီတာအနေနဲ့စာတက်တယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ဗျာဒါဘယ်လိုလဲဆိုလို့ရှိရင်သူ့အနေနဲ့အနိုင်ရလက်ကိုထိန်းကျင်တာလည်းပါတယ်ဒါပြောရဆိုလို့ရှိရင်ဒါမီကေမယ်ရီနိုဆိုတဲ့ကစားသမားကကျွန်တော်တို့ပိတ်သက်တယ်လဲအားလုံးသိပြီးတဲ့အချိန်မှာဒါပြိုင်မဲ့ကစားသမားအပေါ်ကိုဒါကောင်းကောင်းဟိုအသာစီးယူပြီးစောတဲ့ကစားသမားဖြစ်တာဖြစ်တယ်တို့ကဒါသူ့ ပါဝင်သူတို့လူစားလဲလူစားထည့်လိုက်တဲ့အချိန်မှာအာဆင်နယ်အသင်းရဲ့ကွင်းလင်ကတော်တော်လေးကိုတည်ငြိမ်လာတာကိုကျွန်တော်နေမြင်တွေ့ခဲ့ရပြီးတော့ဒါဖူအန်သင်းရဲ့တိုက်စစ်ဆင်မှုတွေကဒီကွင်းလင်မာတွေကပြက်ပြက်သွားတဲ့ပုံစံတွေအထီးကျုံးတွေမြင်တွေ့ခဲ့ရတယ်။ဒါနောက်ထပ်ဒါ63မိနစ်မှာဆိုလို့ရှိရင်လဲဒါစကာကဒါသူ့ရဲ့ treatment အတိုင်းပဲဒါကန်သေးတယ်ဗျ။ ဒါကန်တဲ့ချိန်မှာဂိုသမားလီနိုပဲထက်စီသွားတယ်ဒီပွဲမှာထူးခြားချက်နောက်တစ်ခုအနေနဲ့ပြောပါဆိုလို့ရှိရင်ဖူဟန်အသင်းရဲ့ကစားသမားဒါဂိုသမားပေါ့လေဒါလီနိုကျွန်တော်အနေနဲ့တော်တော်လေးအပီရှိန်လုပ်ချင်တယ်ဒီကစားသမားအနေနဲ့ဒီပွဲမှာတော်တော်လေးကောင်းတယ်လို့ ်ကျွန်တော်အနေနဲ့ထင်တယ်။အဲဘယ်လိုပြောမလဲ။ကိုဘောက်ကိုဒရိုင်းနိုင်ကန်နေမှာဒီလုံးလေးကိုတော့ရှောက်စေးနေမှာကောင်းတာလို့ကျွန်တော်အနေနဲ့ပြောချင်တာမျိုးမဟုတ်ဖဲနဲ့ဒါဒီနေ့ပွဲစီမှာဆိုအာဆင်နယ်အသေးအနေနဲ့ဒါကန်နဲ့အလုံးကြီးကဂိုးရရှိဖို့တော်တော်လေးနှီးဆက်ခဲ့တယ်။ဒါလီနိုကောင်းတာပဲဖြစ်စေဒါကြောင့်အာဆင်နယ်ကစားသမားတွေညံ့တာပဲဖြစ်စေလီနိုအနေနဲ့တော်တော်လေးကိုနေရာယူမှန်မှန်နဲ့ဒါ double chance တွေကအစားသူ့အနေနဲ့ဒါပုတ်ထုတ်ကာကွယ်သွားတာနှစ်ဆင့်ကာကွယ်သွားတဲ့ပုံစံနဲ့ဆက်ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဒါနောက်တဲ့65မိနစ်မှာတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါတော်မန်က စားသမားဘူကာယိုဆာကာဖောင်းလုတ်ခံရတယ်ဒီဖောင်းကိုတော့ဒါဒိုင်းလူကွင်းလေဒိုင်းလူကြီးကပနတီအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်သည့်တိုင်အောင်ဒါ VAR နဲ့ကြည့်ပြီးတော့ဒါ VAR ဒိုင်းလူကြီးတွေကဒီဒီဖောင်းကပနတီမပေးရဘူးဆိုပြီးတော့ဒါပယ်ချသွားတယ်တော်တော်လေးကိုကြာသွားတယ်ဗျဒီ DV DV ပြန်ကြည့်တဲ့အချိန်မှာ VAR ပြန်ကြည့်တဲ့အချိန်မှာတော်တော်လေးကိုကြာသွားတယ်ကျွန်တော်ထင်ပါတယ်ကြာသွားပြီဆိုတော့ဒီဟာဖောင်းပေးတော့မှမဟုတ်ဘူးပနတီပေးတော့မှမဟုတ်ဘူးဆိုတော့ကျွန်တော်ကတိပြီးသွားပြီဗျာโอเค ဒါပေမဲ့လည်း AC ပါပဲကျွန်တော်တို့က 1C နဲ့နိုင်နေတာဖြစ်တဲ့အတွက်ဒီຢာတွေကတိတ်ပြီးတော့ဟိုကမဖြစ်ခဲ့ဘူးဒါပေမဲ့ဒီဂျားထဲမှာလည်းပေါ့လေဒါဒီလိုမျိုးဖောင်းလို့မဖြစ်ခင်အချိန်မှလည်းကျွန်တော်တို့တွေဒါဖောင်းရတဲ့နဲ့အလုံးတွေတော်တော်များများကျွန်တော်တွေးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒိုင်လူကြီးကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ခုချိန်ထိဟိုဘယ်လိုပြောမလဲဒိုင်လူကြီးတွေနဲ့အာဆင်နယ်အသင်းဂျားထဲမှာခုချိန်ထိအမုန်းတရားတွေရှိနေသေးသလားလို့တော့ကျွန်တော်နေနဲ့တွေးမိတယ်ပေါ့လေဒါပေမဲ့ဘာဖြစ်ဖြစ်ပါအာဆင်နယ်ကသူလုံးဆက်ရှိရဲ့အလုပ်ကိုအကောင်းဆုံးလုပ်သွားလို့ကျွန်တော်နေနဲ့မြင်မိတယ်ဟုတ်ကဲ့ဒါနောက်တစ် မိနစ်80မှာအာဆင်နယ်တင်းကလူစားလဲမှုနောက်တစ်ကြိမ်ထပ်မံပြုလုပ်ခဲ့တယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကအာဆင်နယ်အသင်းအနေနဲ့ဒါအရင်ရှေ့ပွဲစဉ်တွေတော့ဆိုလို့ရှိရင်ဒါလူ9ယောက်ဆိုလို့ရှိရင်အ ਨੇ ဆုံး3ယောက်နဲ့4ယောက်လောက်ကိုလဲပြီးတော့အသုံးပြုခဲ့တာဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့ထူးခြားချက်ကဒါကစားသမားဒါဟိုဘယ်လိုပြောရမလဲ3ယောက်လောက်ကိုလဲသွားတယ်ဒါပေမဲ့ဒီ3ယောက်လောက်လဲတာဖြစ်တိတိုင်အောင်အခုဒါမိနစ်80မှာဆိုလူစားလဲတယ် ထရိုဇန်နဲ့မာတီနယ်လီကိုလဲတယ်။မာတီနယ်လီကိုမိနစ်20လောက်ပေးကစားတယ်။ဒီ ठी ကိုကျွန်တော်လက်ခံနိုင်သေးတယ်။ဒါပြီးသွားပြီဆိုလို့ရှိရင်ဟိုနောက်ထပ်လူစားလေးမှုတစ်ခုက65မိနစ်မှလုတ်ခဲ့တာဗျာ။ဒါပွဲပွဲကစားချင်းမိနစ်60ပြီးလို့နာကျင်ချင်းဖို့နောက်ထပ်6မိနစ်ထပ်ပေးတဲ့အချိန်မှာဒါ65မိနစ်ဖြစ်တဲ့အချိန်မှာဒါခရစ်ရှန်နောကာကိုဒါထည့်ပြီးတော့ဗစ်တီယိုဂရက်စ်ကိုဒါထုတ်လိုက်တယ်ပေါ့လေ။ဒါကဟိုဘယ်လိုပြောမလဲ။ မိနစ်ကဘာမှမကြံတော့ဘူးဗျာတည်ရမလားကစားသမားတယောက်တော့ဆိုလို့ရှိရင်ဒီ၄မိနစ်၅မိနစ်ဆိုတာကတော့โอเคပါဘာပြောပြောစက္ကန့်အနည်းနဲ့တွက်မယ်ဆိုလို့ရှိရင်တော့တော်တော်များတဲ့အနေထားတစ်ခုမှာတော့ရှိနေသေးတယ်ဒါပေမဲ့ ဒါကတိတ်ပြီးတော့ဟိုဟာဖြစ်နိုင်လောက်တဲ့အပြောင်းလဲတစ်ခုမဟုတ်နေဘူးဗျာတိလာဟိုပွဲကိုထိမှုလို့ပြောရလောက်အောင် fitter your crash ရှိလဲသူလဲနောက်တန်းစင်ကူနေတာပဲအစင်ပြေးတယ်ဗောလीเนาะဒါကျွန်တော်အမြင်ကိုပြောတာဗောလीโอเคပါဘာဖြစ်ဖြစ်ဒါဒီနေ့ပွဲစဉ်မှာဒါနောက်ဆုံးလူစားလဲမှုအဖြစ်ကိုတော့ကျွန်တော်တို့ဒီဒါပွဲချိန်65မိနစ်မှာနောက်ဆုံးလဲသွားတယ်ဗျာ KR data အနေနဲ့ဗောလीဒါကျွန်တော်တို့ Martinelli နဲ့ Vitor Yogres နဲ့စင်ကန်နဲ့အလုံးတွေကိုစိတ်သွားတာကတော့63မိနစ်မှာဒါကိုသမလီနိုတော်တော်ကောင်းပါတယ် ဒါဒီလုံးနဲ့ဒီလုံးကြောင့်မဲကျွန်တော်ကျွန်တော်သူ့ကိုတော်တော်လေးဒါဒီပွဲစဉ်မှာတော်တော်လေးသဘောကျသွားတာဗျာ။ဘာကြောင့်လဲဆိုလို့ရှိရင်ဘုသမလီတို့အနေနဲ့ Victor Yorkes scan နဲ့အလုံးကိုလည်းအမှားယူမရှိနေရာယူမမှန်နဲ့ဒါရှင်းထုတ်ပြီးတာဖြစ်တည်တိုင်အောင်ဒါ Martinelli ရဲ့ထက်ဆင့်ပိတ်သွင်းမှုကိုလည်းသူ့အနေနဲ့အမှားယူမရှိဒါပုတ်ထုတ်ကားခွေသွားတယ်။တော်တော်ကောင်းတဲ့ဘုသမဗျာ။ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းနေနဲ့ဟိုဘယ်လိုပြောရမလဲ။ဟို chess တွေကြီးကြီးမားမားရထားတာမျိုးမရှိဘူး။ ဒါပေမဲ့ဟိုကိုးပြစ်ပြောင်းလဲသွားနိုင်လောက်တဲ့အလုံးတွေကိုလည်းဒါကိုသမလီနိုက ဒါတော်တော်လေးကိုလက်ဆွမ်းပြပြီးတော့ကာကွယ်သွားတယ်။ဒါကျွန်တော်ပွဲမစားခင်မှာဒဲကကျွန်တော်ဒါပွဲချုပ်သုံးသက်ချက်မှာပြောထားခဲ့သလိုပဲအာဆင်နယ်အသင်းနေဒီပွဲစဉ်ကိုဒါ0 1 1 2ဆိုတဲ့ရလက်မျိုးလောက်နဲ့ပဲချင်းမြောင်းနဲ့ရလက်တစ်ခုနဲ့ပဲအနိုင်ရရှိသွားဖွယ်ရှိတယ်ဆိုပြီးတော့ကျွန်တော်သုံးသက်ထားသလိုပဲဒါအခုဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါလီယန်ဒိုထရော့ဆော့ရဲ့ဒါတလုံးနဲ့တွင်းကိုနဲ့အနိုင်ရရှိပြီးတော့အာဆင်နယ်အသင်းကဒါအခုဆိုလို့ရှိရင်ဒူရီယာနေရာက ဒါလစ်ဗာပူးကိုအဲ sorry ဒုတိယနေရာကမန်စီးတီးကိုဒါ၃မှတ်အတာနဲ့ပေါ့လေ၃မှတ်အတာနဲ့ဒါစင်တစ်မှာရက်တီနေတဲ့ဒါမနေ့ပြန်ကြလို့ရှိရင်လစ်ဗာပူးကဒါမန်ချက်စတာယူနိုက်တက်ကိုအင်ကွင်းအဖီးမှာဒါအဲ့ခန်ရှင်ပြိုင်ကစားရမယ်ဒါဒီပွဲစဉ်ကိုဒါကျွန်တော်ဟိုဘယ်လိုပြောမလဲလစ်ဗာပူးကဒါနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းနဲ့ဒါတမှတ်ပဲပြန်ကွာပြီးလစ်ဗာပူးကဒုတိယနေရာမှာရက်တီနိုင်မှာဖြစ်ပြီးတော့ဒါ Manchester United ကဒါနိုင်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်က Liverpool ကို၄မှတ်ထိဖြတ်တောက်ထားပြီးတော့ဒါကျွန်တော်က Arsenal အသင်းအဆင့်တက်မှာဒီတစ်ပတ်လုံးဒါထပ်မံရပ်တည်နေနိုင်တော့မှာပါကျွန်တော် Arsenal အသင်းအနေနဲ့ဒီဟိုဘယ်လိုပြောမလဲမနေ့ကကစားသွားတဲ့ပွဲစဉ်ပေါ်မှာကျွန်တော်ညီကိုတွေဘယ်လိုထင်မိလဲဒါ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့အားရချင်တဲ့မှုရှိရလားကိုယ်မှဝင်အောင်မချက်ပေးတော့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်